မိမဖြစ်သူကိုယောက်ျားဖြစ်သူကအစစ်နဲ့ပြီးမိမဖြစ်သူရဲ့ခန္ဓာကိုယ်တစ်ခုလုံးပြစ်စီသွားခဲ့တယ်။ဖြစ်တာကတော့မလေးရှားနိုင်ငံမှာဖြစ်သွားတာမိန်းကလေးရဲ့ဇာတိကမြန်မာနိုင်ငံရခိုင်ပြည်နယ်ကကြောက်တော်ဇာတိကကတော့နှစ်နှစ်နှစ်ပဲရှိသေးတယ်။ဒီမျိုးသားကတော့ဩစတြေးလျနိုင်ငံတောင်ပိုင်းမှာနေတာဒီမျိုးသားမှာကအရင်အိမ်အောင်နဲ့ကလေး၃ယောက်ရှိတယ်။ဒီမိန်းကလေးကိုဒီမျိုးသားက ကိုခုနှစ်ကသူကလူလုပ်ပါလို့ပြောကလဲပြီးလက်ထပ်ယူခဲ့တယ်။မလေးရှားနိုင်ငံမှာနေထိုင်နေတဲ့ကာလာဘတ်လုံးမှလည်းမိန်းကလေးနဲ့စကားအများတိုင်းကိုကျူးလွန်မှုတွေပြုလုပ်ခဲ့တယ်။ဒီမျိုးသားကသူဩစတေးလျနိုင်ငံမပြောင်းရင်တရက်အလိုမှအပြင်းစားအဆစ်တမျိုးနဲ့မိန်းကလေးကိုဒီအလွယ်တကူပဲမလေးရှားနိုင်ငံကနေထွက်ပြီးတော့ဩစတေးလျနိုင်ငံမှာသွန်းနေနေတဲ့အဆစ်နဲ့ခံလိုက်ရတဲ့အချိန်မိန်းကလေးရဲ့ဘိုက်ထဲမှာသူနဲ့ရတဲ့ကိုဝင်ကိုလွှဲထားရတယ်။ တော်တော်လေးကိုပြင်းတဲ့အဆစ်ဖြစ်တာကြောင့်ဗိုက်ထဲရကလေးလည်းပြတ်သွားခဲ့တယ်။မိန်းကလေးရဲ့ခန္ဓာကိုယ်တစ်ခုလုံးနဲ့အေးရီပျော်ပြီးချက်ချင်းစီးုံတင်လိုက်ရတယ်။အခုပုံထဲမှာမြင်ရတဲ့အတိုင်းခန္ဓာကိုယ်တစ်ခုလုံးလက်စီသွားခဲ့ပြီ။ဒီမျိုးသားကတော့ဩစတြေးလျနိုင်ငံမှာလွတ်လွတ်လပ်သွားလာခွင့်ရနေသေးတယ်။ကာယကံရှင်မိန်းကလေးရဲ့ဆန္ဒကတော့ဒီမျိုးသားကိုဖမ်းထိထိရရရောက်ယူပေးစေခြင်းလေလို့ပြောတယ်။ အခုလက်ရှိမှာတော့မိန်းကလေးကခန္ဓာကိုယ်အောက်ပိုင်းခွဲစိမ့်မှုတွေရှစ်ကြိမ်ပြုလုပ်ပြီးသွားပြီးအမြင်အာရုံကလည်းနှစ်ဖက်လုံးသွားခဲ့ပြီးမျက်လုံးတစ်ဖက်ကအေးကျနေပြီးမဲ့ဆရာဝန်တွေအနေနဲ့မျှော်လင့်ချက်ရှိနေသေးလို့ခွဲစိမ့်မှုအမြန်ဆုံးပြုလုပ်သွားမယ်လို့ပြောတယ်ခန္ဓာကိုယ်အပေါ်ပိုင်းခွဲစိမ့်မှုတွေကတော့အကြိမ်ပေါင်းများစွာ ပြုလုပ်ဖို့လိုသေးတယ်အခုလက်ရှိမှာတော့မင်းစော်ဆိုတဲ့ဒီပုံထဲကအကိုကဥစည်းဥဆောင်မီအလှခံမှုတွေဇက်တိုက်ပြုလုပ်ပေးနေတယ် ရလာတဲ့အလူငွေတွေကိုလည်းဒီ main clay ရဲ့ခွဲစိတ်မှုတိုင်းမှာတုံးသွားမှာဖြစ်တယ်။ main clay ကိုအခုလက်ရှိဆိုလို့ရှိရင်မလေးရှားနိုင်ငံတွေမကပဲမြန်မာနိုင်ငံကလူတွေကပါလှူပေးနေကြတယ်။အဆိုတော်တွေဖြစ်ကြတဲ့အိုင်းရင်းစင်မာမြစ်တို့ဖြိုးပြေဆောင်တို့ကအစလှူပေးကြတယ်။ခွဲစိတ်မှုတွေကလည်းများစွာထပ်လုပ်ရအောင်မှာဖြစ်တဲ့တော့ပတ်စံတွေတော်တော်လေးကိုလိုနေပါသေးတယ်။အားလုံးလည်းဝိုင်းဝန်းကူညီလှူပေးကြပါလို့မြစ်တာရက်ခံပါတယ်ရှင်။ main clay တော့လည်းတကယ်ကိုစိတ်မကောင်းဘူး။ လူချင်းနဲ့သူများအတွက်လည်း comment ဆိုရဲ page လေးကို comment လေးမှာချထားပေးမယ်။တွားရောက်လှူဒါန်းနိုင်ပါတယ်ရှင်။နောက်ထပ်နောက်ထပ် video တွေမှာလည်းနာမည်ကြီးနေတဲ့သတင်းအကြောင်းအရာလေးတွေကိုတင်ဆက်ပေးသွားအောင်မှာဖြစ်လို့ page လေးကို like and follow လေးလုပ်ခဲ့ပေးအောင်နော်။နောက်ထပ် video တွေမှာပြန်လည်ဆုံတွေ့ကြမယ်နော်။